بسم الله الرحمن الرحيم نحمده ونصلي على رسوله النبي الكريم أما بعد الحمد لله الله سبحانه وتعالى يجيز دونه جنرو تعليم القرآن مولمي أي بيجي تين تو إسلام بيني چه أمي بي أسيزين أباين تياليز نيغو تولين تين سبي نبي بي باره ديريبا مالي جنرو زيغو يوشي لاري ميغون نتحيغا ميغون چاكو گو يي چه تين سبي دوام ما بي باره أري ميغون نيغو بي جابي بودو سيا نباغو فيجا تاري دباغا رو चनौर तालीम कुरान मोल में चौन रोजी हदीस नमिया से अरबाफिद हजरत मौलाना मुफ्ती अली कासिमी साहिब के बारे नौठ सियारबागारो जामिया उस्मानिया खुदामस्लाम चौन रोजी हदीस नमिया से अरबाफिद हजरत मौलाना मुफ्ती अब्दुल्ला कासिमी साहिब के बारे पठमा मेघों वसिया मुफ्ती अलीगा फिर जाबी बासिया लशी जपमा जपमा नीर अमीदी होगा मीठा बारे ဆရာရှင်ကျမကနိုင်ငံခြားမှာအလုလာလုပ်နေတာပါမြန်မာပြည်ကအမေတို့အတော်တို့ကဒီရက်ပိုင်းကျမကို အလှမိတ်ခံထားတယ်လို့ဒဏ်ရာရသွားတယ်လို့မကောင်းတဲ့အိမ်မက်တွေဆက်တိုင်းမှတ်ကြောင်ဖုံးဆက်ပြီးဆက်တွယ်လာပြီးစိတ်ပူပန်နေကြလို့အစ္စလာမ်မှာအဲ့လိုအိမ်မက်ကိုနမိတ်ကောက်တာတွေပါတွေရှိပါသလားဆရာမိဘတွေကို စိတ်အေးအောင်အယူမရှိဖို့ရှင်းပြခြင်းပေမဲ့စီကာပတ်ကုံမရှင်းပြတတ်လို့ပြောပြပေးပါရှင် نحمده ونصلي على رسوله الكريم اما بعد دي ميگونه ما دي ام اس سوري نه پته بنو بيدار پر نمبر 3 ني نه دي ام اس نه پته بنو اسلام ملانجو جا باشي له تا و چنړو ينتي ٺا امه حديث توري رحمت من نجي محمد مصطفى صلى الله عليه وسلم ميشي ده ဒီကနေ့ကျွန်တော်တို့ဒီအိမ်မက်ဆိုးတွေမက်တယ်ဆိုရင်ဒါကဆိုင်တန်ဘက်ကနေလာဘယ်ဘက်ကနေလာတာလဲဆိုင်တန်ဘက်ကနေလာတာအဲ့ဒီတော့တော့လူကြောက်ကအိမ်မက်ဆိုးမက်ပြီးဆိုရင်ဟလာသူ့အနေနဲ့ဒွါတစ်ခုရှိတယ်အဲ့ဒီဒွါသူဖတ်မယ်အာဝူဇူဘီလာဟီမင်းအရှ်ရှိုင်တန်ရဂျီဝမင်းရှတ်ရီဟာဇီရူယာဒီအိမ်မက်ရဲ့ဆိုးကြိုးကနေဒါအလောင်းရှင်မြတ်ထမအကာကွယ်ရဖို့အတွက်သူဘာလုပ်တယ် ောင်းခန္ဓာဒီတိုင်းမဲ့သူ့ရဲ့ဘယ်ဘက်ကိုသူအနေနဲ့ဟလာသရေသုံးကသူပါလိုက်မယ်ထွေးလိုက်မယ်ဒါကဟာဒီသ်တော်တွေထဲမှာလာရှိတာဒီတိုင်းမဲ့ဒီအိမ်မက်ဆုံးမဲ့ပြီးဆိုရင်ဒီအိမ်မက်ကိုအခြားလူကိုကျွန်တော်တို့မလုပ်အောင်လဲပြောပြအောင်ဟာဒီသ်တင်မှာလဲလာတယ်ဒီအိမ်မက်ကိုကိုကအခြားသူကိုမပြောပြတဲ့ဖြင့်ဒီအိမ်မက်ကနေကိုကိုဘာမှဆိုကြိုးလုံးလုံးနိုင်မှာမဟုတ်အဲ့ဒီတော့ကြောင့်ဟောလာမိဘကတာသမီနဲ့ပတ်သက်ပြီးတော့အိမ်မက်ဆုံးမဲ့တယ်ဆိုရင်လည်း ala tu ni ne di aim mae so go tu a sait the ma bae di ba lo mae tha ala mi ba phit de to jao ala tu do a lou pi de ala da ba ma pyatana ma shi u di tai mae ala di aim mae ti ga ni ma kaung ne atain namai di kaung mae islam ma a lo ma kaung ne atain namai kaung chin go ba lo da le ta mit tha de hadith to ma shi de tamar me ti muhammad mustafa sallallahu alaihi wasallam ni ne mae shi de ba ma do wa wala tu ya ra ta ari wala tu ya ra ta so ra ga wala wurung ga မျက်တည်နဲ့အခုစာကလေးပေးတယ်လို့ပြောလို့ကျွန်တော်တို့ကြားဘူးမယ်အဲ့လိုမျက်တည်နဲ့သူတို့ဘာလုပ်လဲဆိုတော့အဲ့လိုဆိုင်ရက်တီကိုကြိုက်ခိုင်းမနော်ဟလာအဲ့ဒီဆိုင်ရက်တီကိုဖတ်မနော်ဘသူရဲ့ဘဝအရှိမလမ်းကြောင်းကောင်းလားမကောင်းဘူးလားဟလာအဲ့ဒီပုံစံသူတို့ရဲ့ဟိုနေနစစ်ပေါ့နော်သူတို့ရဲ့နဖူးစာကိုသူတို့အဲ့ဒီမှာဘာလုပ်ကြလဲကန်ဆန်းကြတကယ်တော့ဒီနစစ်ဆိုတာကဒါကအလောရှမြတ်ဘက်ကနေတတ်မှတ်ပြီးတာပဲဒါကဘာလဲတတ်မှတ်ပြီးတာအဲ့တော့အလောရှမြတ်ကအရာတစ်ခုကိုဖြစ်စေမယ်ဆိုရင် အရိယာလာမနီအလာသူဘယ်သူမှတာလို့ရမှာမဟုတ်ဒီတိုင်းမှာအလ္လာဟ်အရာတစ်ခုကိုမဖြစ်စေဘူးဆိုရင်လေဟောလာဘယ်အရာကမှကျွန်တော်တို့ကိုအရိယာကနေကာကွယ်နိုင်မှာမဟုတ်အဲ့ဒီအတွက်ကြောင့်မုဆလမန်တယောက်အနေနဲ့ဟောလာသူအနေနဲ့မကောင်းတဲ့အတိတ်နမိတ်တော့သူဘာလို့လုပ်ရလဲကောင်းလို့မရဒီအိမ်မက်ကနေမကောင်းတဲ့အတိတ်နမိတ်သူမကောက်အောင်ဒါကရှိုက်တန်ဘက်ကနေလာတာအဲ့ဒီတော့ကြောင့်သူလုပ်ရမှာကဘာလဲအခုနပြောတဲ့ဒူအာဖတ်မယ်အခုနကျွန်တော်တင်ပြခဲ့တဲ့အရာကိုသူဘာလို့မလုပ်ဒီတိုင်းမဲ့ဒီအိမ်မက်ကိုသူဘယ်သူမှမလုပ်ရဘူးလေမတင်ပြရဘူး ဒီတိုင်းမှာဟာဒီတော်ရဲမှာတမန်တော်မြတ်မုဟမ္မဒ်မုစတဖာဆလ္လာဆလမ်နဲ့မရှိတဲ့အန်ရာဆူလ္လာဆလ္လာဆလမ်ကောလာအရူယလ်ဟဆနာမင်အရဝဒီလ်ဆာလီဘာလာလူကောင်းတယောက်ကသူ့အနေနဲ့ကောင်းမြတ်တဲ့အိမ်မက်ကိုသူမြင်မဲ့တဲ့ဆိုရင်ဂျူဇ်အုမ်မင်စတတီဝ44ဂျူဇ်အမ်မင်အန်နဘူဝါနဘူဝတ်ရဲ့အစိပ်ပိုင်းဟောလာ46ခုအနက်ကနေဒါအစိပ်ပိုင်းတစ်ခုဖြစ်တယ်တဘောကဒါကတော့သူ့အသက်မှာလဲကောင်းတဲ့အရာကောင်းတဲ့အသိဉာဏ်မိတ်ကတော့အစ္စလာမ်ပါပဲလေရှိတယ် မကောင်းတဲ့အသိအမဲအစ္စလာမမရှိဘူးဒီတိုင်းမဲ့အိမ်မဲ့တစ်ခုမဲ့တဲ့ဆိုရင်ကောင်းတဲ့အသိအိမ်မဲ့မဲ့ပါစေအဲ့ဒီအိမ်မဲ့ကိုလည်းကျွန်တော်တို့ကလူတွေကိုပြောပြခွင့်ရှိလာမယ်ရှိတယ်ဒါပေမဲ့ကိုယ်နဲ့ပတ်သက်ပြီးတော့ကောင်းရကောင်းကျိုးကိုလိုလားတဲ့လူတွေစီမှာကျွန်တော်တို့တွားပြတော့ပါလို့မယ်တင်ပြဒီအိမ်မဲ့တဘောကိုနားလည်တဲ့လူစီမှာတွားပြတော့တင်ပြဟောလာကောင်းတဲ့အိမ်မဲ့ပဲဆိုပြီးတော့တက်တင်ပြမယ်ဆိုရင်လည်းတစ်ခါတရံကြရင်ဒီအိမ်မဲ့ကိုအခြေခံပြီးတော့မနာလိုဝန်တုံမှုတွေတိုးပွားလာတယ်အများကြီးဖြစ်နိုင်တယ်ဟောလာဒီအသက်သာဒီမိကုံကိုကျွန်တော်အနေနဲ့အချုပ်ပြောရမယ်ဆိုရင် ဟောလာမိသားများအနေနဲ့ဒါသမီတွေစိတ်ပူလို့ရတယ်ဟောလာသူ့တက်သူအားလုပ်ပြလို့ရတယ်ဒါပေမဲ့ဒီမကောင်းတဲ့အိမ်မက်တွေကဒါမကောင်းတဲ့အသိအမိတ်ဆိုလို့သူတို့ဘာလို့မရအောင်လဲမယူလို့မရဘူးဒီတိုင်းမျိုးဒီလိုအိမ်မက်မျိုးကိုပြောလဲမပြောပြတင်ဘူးဒါကိုကျွန်တော်တို့ဘာလို့ထားမလဲသိစီထားရမယ်ဟာဒီစ်ကနေဒီပြောခြင်းကနေဘာလို့ထားလဲတားရတယ်ဆိုတော့ကျွန်တော်အနေနဲ့တင်ပြလို့ဒုတိယမေးခွန်းကိုဆရာမူတီအဗ်ဒူလာကဖြေကြားပေးပါဆရာမမျက်နွေးကမိထားပါတယ်ဆလာတ်တုတက်စဘီနမာဇ်ဖတ်ရင် တောင်းပါနမားစီရောဖတ်ဖို့လိုပါသလားတမျိုးတည်းဖတ်ရင်ရောရပါသလားရှင်းပြပေးစီခြင်းပါတယ်နောက်ပြီးကွဲလွန်သူတွေအတွက်နမားဖတ်ပေးရင်ပထမမှာစူရာကာဖီရူ2ကျိန်ဒုတိယရကတ်မှာစူရာအီခလတ်2ကျိန်အဲ့လိုဖတ်ရတာလားသိချင်လို့ပါဖြေချပေးပါရှင်ဘစ္စမိလ္လာဟိရရဟ်မန်ရဟီမ်ဆလာတုတသဘီဆိုရာနမားစ်၄ရကတ်မှာတသဘီအကျိန်300နဲ့ဖတ်တဲ့ဟာကိုဆလာတုတသဘီလို့ခေါ်တယ် အဲ့တော့ဆလာတုတက်စဘီနဲ့ပတ်သက်ပြီးတော့ဟာဒီသ်တွေကနေသိရတယ်ဆလာတုတက်စဘီဖတ်တယ်ဆိုရင် သူစီကနေဂုဏာတွေကျွတ်သွားအဲ့တော့ဒီဂုဏာတွေကဟာလာဂုဏာစဂီရာကျွတ်တာလားကဗီရာကျွတ်တာလားဟာဒီသ်ရဲ့အတော်လာကနေသိရကတော့ဂုဏာကဗီရာလည်းကျွတ်တယ်သို့တော့တခြားသောဟာဒီသ်တွေကိုထောက်ရှုခြင်းအဖြစ်ပညာရှင်တွေအများစုက ပြောတာဂုဏာကဗီရာကျွတ်ဖို့တောက်ပါလုံးမပဲဂုဏာကဗီရာကျွတ်မယ်လို့ အဲ့တော့နောက်တစ်ခုကဘာလဲဆိုတော့ဆလာတုတောက်ပါဆလာတုတောက်ပါဆိုတာကတော့အဲ့ဒါဝူဇူအစ်စ်လုပ်မယ်လုပ်ပြီးတော့တောဘာနီယက်နဲ့နဖီလ်နရကာတ်ဖတ်မယ်ဖတ်ပြီးဆလမ်လဲပြီးတာနဲ့အလောရှမက်တခင်ရဲ့ရှေ့တော်မောင်းမှာယူကျုံးမရဖြစ်ပြီးငိုယိုပြီးတော့အလောရှမက်တခင်စီကနေမိမိကျူးလွန်ခဲ့တဲ့ဂုဏတွေကိုခွင်းလွှတ်မှုတောင်းခံမယ်ဟာလာတဆက်ထဲမှာပဲဟာလာတောဘာလုပ်ရဲဆိုတာမိမိဘယ်လူတွေကိုပေးစရာရှိတယ်ဖူကူကူလ်အီဘတ်လို့ခေါ်တယ် အလရဲ့ဘန္တာတွေကိုဘ ᱹ ရုကိုအကျွေးတွေပေးရရှိတယ်ပေးလိုက်မယ်ဘ ᱹ ရုကိုစော်ကားထားတဲ့တိတ်ခါချတာတဲ့ဓာတွေကိုတောင်းပန်မယ်ဘ ᱹ ရုအသေးနဲ့ပြောထားတဲ့ဓာတွေကိုတောင်းပန်မယ်စသဖြင့်ဓာတွေအားလုံးလှုပ်ပြီးတော့ခုနကအလစီကနေခွန်းလုံးမှုကိုတောင်းခံမယ်ဒါကိုဆလာတုတောက်ပါလို့ခေါ်တယ်အဲ့တော့မိဘမှမိသားတယ်ဆလာတုတသဘီဖတ်ပြီးရင်ဆလာတုတောက်ပါဖတ်ဖို့လိုသေးလားဆိုတော့တောက်ပါအိမ်မှာအဓိကကတော့အနက်ကမှုတောက်ပါနော်ယူကျုံမရဖြစ်ချင်း မိမိလောက်ထားတဲ့အပြစ်ဂုဏအပေါ်မှာနောင်တရခြင်းအဆက်ရခြင်းအဲ့ဒါကိုတောက်ပါလို့ခေါ်တယ်ဆလာတုတသဘီဖတ်ရင်နဲ့တသဘီလည်းဖတ်မယ်နောက်ဆုံးမှာဟာလာဒွါရရှိတယ်အလ္လာဟုမအင်းနီဇလမ်တုနဖ်စီဇุลမန်ကသီရာအတိဘေကအလ္လာဟ်လောရှိမြတ်တခင်ကျွန်တော်မျိုးဒီမိမိကိုမှမိမိကိုအတွက်အလွန်အင်မတန်မတရားကျူးလွန်ခဲ့ပါတယ်ကျွန်တော်မားခဲ့ပါတယ်ဂုဏလုပ်ခဲ့ပါတယ်စသဖြင့်ဒီဒွါရဖတ်ရင်နဲ့အတိဘေကိုလည်းစဉ်းစားမယ် စဉ်းစားပြီးတော့ဟာလာကိုယ့်ရဲ့အမားပေါ်မှာနောင်သားရမယ်ဝမ်းနည်းမယ်ဆိုရင်ဒီစိတ်နဲ့ဆိုတာတက်စပီဖတ်လိုက်ရင် အမတောက်ပါပြီးသွားမယ်ဆလာတောက်ပါတက်တက်ဖတ်စရာမလိုတော့ဘူးခုနပုံစံနဲ့ဖတ်လိုက်မယ်ဆိုရင်နောက်တစ်ခုမေးဖို့မှမေးရတယ်ပွဲလွန်သွားတဲ့လူတွေတော့နဖီလ်နမတ်ဖတ်ပြီးပို့ရင်စသဖြင့်ဟာလာစူရာကိုဒီလိုဖတ်ရလားဒီလိုဖတ်ရလားမေးရတယ်ပထမဆုံးအနေနဲ့မှတ်ထားမှာကပွဲလွန်သွားတဲ့လူတွေကိုဟာလာအီဘာဒတ်မာလီယာလို့ခေါ်တယ် ပစ္စည်းဥစ္စာပတ်စံတုံးပြီးတော့လောက်ကုသိုလ်တွေလောက်ပြီးလို့ရတယ်ဣဘာဇတိဗဇနီယာလို့ခေါ်တဲ့ခန္ဓာကိုယ်ကိုရင်းပြီးလောက်ပြီးရတဲ့ကုသိုလ်တွေရှိတယ်နမတ်ဖတ်တာတို့ရိုးစားထားတာတို့ဒီဟာတွေကတော့ဟလာတည်တဲ့လူတွေ့လဲလောက်ပြီးလို့မရဘူးရှင်တဲ့လူတွေ့လဲလောက်ပြီးလို့မရဘူးလူတယောက်ပြေလွန်သွားတဲ့သူဖရက်နမတ်စေကျွန်တော်ဖတ်ပြီးလို့မရဘူးလူတယောက်ရှင်နေလဲသူဟာကျွန်တော်ဖတ်ပြီးလို့မရဘူးကျွန်တော်ဟာကျွန်တော်ဖတ်ရမယ်သူဟာသူဖတ်ရမယ်သို့တော်လည်းပဲတနည်းရှိတယ်ဘယ်လိုလဲဆိုတော့ နဖီလ်နမာဇ်ကိုနဖီလ်ရိုဇာကိုကိုယ်တော့ပဲကိုထားမယ်သူတော့နိယတ်မဟုတ်ကိုယ်တော့ပဲကိုထားရင်လည်းဒီသဝါဘ်ကိုသရိုးစီကိုပို့ပေးလို့ရဒီပုံစံပုံစံမျိုးရတယ်ဟာလာသူကိုစားကျွန်တော်ဖတ်လို့မရပါပဲကျွန်တော်တော့ကျွန်တော်ဖတ်ရင်လည်းအဲ့ဒီသဝါဘ်ကိုကွယ်လွန်သွားတဲ့ဘယ်ပုဂ္ဂိုလ်ပဲပုဂ္ဂိုလ်ကိုပို့ပေးပါဆိုပြီးအလောရှင်မြတ်တခင်ထန်စီကနေဒွါတောင်းပြီးအဲ့ဒီပုံစံပို့ပေးလို့ရတယ်အဲ့ဒီမှာဟာလာအခုနကပြောမေကုမမေးထားတဲ့ဆူရာကာဖီရုံးကိုနှစ်ချိန်ဖတ်တာတော့ ဆိုတာအခလားကိုနှစ်ချိန်ဖတ်တာတို့ဒီပုံစံတော့မရှိဘူးတစ်ချိန်ဖတ်ရင် လုံလောက်တယ်အခုနကဆလာတူတောဘာမှာကတော့ဟာလာဆင်းပြန်ကြတဲ့မှာဒီလိုလာတယ်ပထမရကတ်မှာဆူရာကာဖီရွန်ဒုတိယရကတ်မှာဆူရာအခလားဖတ်ခြင်းကပိုကောင်းတယ်ဆိုပြီးတော့လာရှိတယ်တတိယမိကွန်ကိုဆရာမူတီအလီကဖြေကြပေးပါဆရာဟာဂျီအလီခေါ်ကိုအောင်မြင့်စော်ကမိထားပါတယ်ယူတီလေးစားရတော့ဆရာကြီးများထံမေးမြန်းအပ်ပါတယ်ကျွန်တော်မလေးရှားမှာနေပါတယ် ဂျွမ်မာနမတ်နှစ်ရက္ခတ်ကိုမလေးရှားရှေ့ဆောင်အီမမ်ကပထမရက္ခတ်မှာရူကူမသွားခင်နီယက်ပြန်ချီပြီးလက်ကိုနရွက်ထိပြန်မြှောက်ပြီးမှရူကူသွားပါတယ်ဒုတိယရက္ခတ်မှာလည်းရူကူမသွားခင်အရင်ဒူအာတောင်းပြန်တယ်အဲ့ဒီလိုမျိုးအနေအထားမှာဟာနဖီမဇဟဘ်အရ၎င်းအီမမ်အနောက်မှာနမတ်ဖတ်လို့ပိုင်ပါသလားတချို့ကပြောကြတယ်သူ့နိုင်ငံမှာနေတော့သူသူ့နိုင်ငံမှာနေတော့သူ့အလိုက်လိုက်ရမယ်လို့ပြောကြတယ်အထပ်ပါအနေထားမျိုးပိုင်မပိုင်ကြီးစုပြီးဖြေကြပေးပါဆရာ ဘစ်စမီလာဟီရာဟ်မာနီရာဟီမ်ဒီကနေ့မလေးကနေအများကြီးဒီရှာဖီအီမမ်ဒီရဲ့အနောက်မှာအန်ဖီတွေဝုတ်ပြုလို့ရလားမရလားမကြမကြဒီမေးခွန်းတွေကျွန်တော်တို့ကိုမေးကြအဲ့ဒါဒီမှာလဲဒီကနေ့မေးခွန်းမှာဂျူမာနမတ်နဲ့ပတ်သက်ပြီးမေးရတယ်ဟိုတုန်းကလည်းကျွန်တော်ဖြေခဲ့အကယ်၍ကျွန်တော်နေတဲ့ပတ်ဝန်းကျင်မှာအန်ဖီအီမမ်ဒီအဒရူဟန်ဖီတွေစုပ်နော့ ဂျမာအတ်နဲ့ဝတ်ပြုတဲ့ဘလီဝတ်ကျောင်းတော်တွေရှိတယ်ဆိုရင်တော့အကောင်းဆုံးကဟန်နီဖီတယောက်အနေနဲ့အဲ့ဒီဘလီဝတ်ကျောင်းတော်မှာသွားဖို့တော့သူပါလို့တင်တယ်ဂျမာဝတ်ပြုတင်တယ်အကယ်၍အဲ့ဒါလို့အစင်မပြေဘူးအဲ့ဒါလို့မရှိဘူးဟာလာသူအနေနဲ့ရှာဗီအီမာမြဲအနောက်မှာဖတ်တယ်ဆိုနံပါတ်၁တစ်ချက်ပြထားရမှာကဖီကာချန်နီမှာရေးတယ်ဒီရှာဖီအီမမ်ကပိုင်ရင်းမပိုင်ရင်းအကွဲလဲဖြစ်တဲ့ကိစ္စတွေဥမာတော်ဟာရတ်မှာတချို့ကိစ္စတွေရှိတယ် သွားရမှာသူကိစ္စတွေရှိတယ်ကျွန်တော်တို့စုမှာကတွေးထွက်သွားတယ်ဆိုရင်ဝူစုပြတ်သွားစီးသွားတယ်ဆိုရင်ဝူစုပြတ်သွားသူစီမှာကဝူစုမပြတ်ဘာလဲဒီတိုင်းမဲ့အန်ဂျင်းမှာလည်းကျွန်တော်တို့လည်းသူတို့ဂျာရမှာအခွဲလွဲတွေရှိတယ်ဒီတိုင်းမဲ့မဆာမဆာရမဆာလာမှာဘာလဲသူစီမှာကတော့သဘင်၃လေးကြောင်းဆိုရင်မဆာကဘာဖြစ်သွားလဲပိုင်သွားတယ်ဘာလဲကျွန်တော်တို့စီမှာကဥကောင်၄ပုံ၄ပုံဖြစ်ရတယ်ဒါကတော့ကျွန်တော်တို့နဲ့သူတို့နဲ့ကွဲတာကဘာလဲပူကောင်းတယ်ပူမကောင်းဘူး အောင်လာနဲ့ခလာဖီအောင်လာအဲ့ဒီကိစ္စတွေမှာ क्वे ရမဟုတ်ဘူး။ဖီစနတ်တီမှာ क्वे ရမဟုတ်ဘူး။ဒါကပိုင်ရင်းမပိုင်ရင်းမှာ क्वे ရ။အဲ့တော့ပညာရှင်တွေကဘာတင်ပြလဲဆိုတော့အကယ်၍ဟောလာကိုရှိမှဥဆောင်တဲ့ရှာဖီအီမမ်ကဒီတော်ဟာရတ်တိုင်းဆိုင်ရာကိစ္စတွေမှာဟောလာသူ့အနောက်မှာဟန်ဖီရီလဲလလဖတ်ကြတယ်။အဲ့တော့သူကဒါကိုရီအာယက်လုပ်တယ်ထောက်ထားတဲ့အီမမ်ဆိုရင်သူ့အနောက်မှာဟောလာဟန်ဖီတယောက်ကနမတ်ကိုဖတ်ပိုင်ခွင့်ရှိတယ်။ဟောလာဂျူမာနမတ်ကိုလည်းဖတ်ပိုင်ခွင့်ရှိတယ်။ရုကူမတော်ခင် ဟုတ်လားလက်မြောက်တယ်ဆိုတော့ဒါကနိယက်လောက်တာမဟုတ်ပါဘူး။ဒါဒါကတော့ကျွန်တော်တို့ကနိယက်လောက်မှလက်မြောက်တယ်ဆိုတော့လက်ပြန်မြောက်တာကိုကျွန်တော်တို့ကနိယက်လောက်တယ်လို့ထင်တာ။တကယ်တော့ဒါက referee အတိုင်းပေါ့။ referee အတိုင်းဆိုတာကရူကူမသွားခင်မှာလက်ပြန်မြောက်တယ်။ဟုတ်လားဒီမဆာလာဖြစ်တယ်။အဲ့ဒီမှာကလည်းဟန်ဖီတယောက်ကရှာဖီတယောက်ရဲ့နောက်မှာဝိုးပြူတဲ့အတွက်ကြောင့်လိုက်လုံးလိုက်တယ်။ဟုတ်လားသူကပင်နေရာမှာသူအဖတ်တယ်။ဒါကကျွန်တော်တို့ရဲ့သူတို့ကြားထဲမှာမပိုင်ဘူးပိုင်တယ်ဆိုတဲ့အခွင့်အရေးမဟုတ်ဘူး။ဟုတ်လား ပိုကောင်းနဲ့ပိုမကောင်းဘူးအဲ့ဒီပုံမှာခြေခံတဲ့အကွဲလေးတွေဖြစ်တဲ့အတွက်ကြောင့်ဟာလာအဲ့ဒါကိုလုံးလိုက်တယ်ဆိုရင်တစုံတရာဘာမှပြဿနာမရှိဘူးအချို့ပြောမယ်ဆိုရင်တော့ဟန်နဖီအိမ်မှာမရှိတဲ့ပလီကျွန်တော်နဲ့နီးတယ်ကျွန်တော်သွားဖို့အဆင်ပြေတယ်ဆိုရင်အဲ့ဒီမှာသွားပြီးကျွန်တော်ဘာလုပ်ပါဥပြုပါဒီတိုင်းမဲ့ရှာဖီအိမ်မှာမနေကလည်းဟန်နဖီတွေပါလက်ဖတ်တဲ့အတွက်ကြောင့်ဟာလာကိုယ့်အရှိမသူရတာတွေကိုထောက်ထားတယ်ဒါမှမဟုတ် तू မထောက်ထားဘူးဆိုတော့ကိုမမြင်ဘူးဟာလာအဲ့ဒါဆိုရင်တော့ဘာမှပြဿနာတစုံတရာမရှိဘူးသူ့နောက်မှာလိုက်ပြီးတော့ဥပြုလို့ရရတယ်ဆိုတဲ့အကြောင်းကိုသင်ပြလို့ စရုထမေကွန်ကိုဆရာမူဖတီအဗ္ဒူလာကဖြေချပေးပါဆရာမဝင်းဝါကမိထားပါတယ်ဆရာညီမတခုလောက်မေးချင်လို့ပါညီမတို့နေတဲ့ USA မှာနှစ်တိုင်းဖြစ်နေတဲ့ပြဿနာတခုကညီမတို့ USA မှာတရားဝင်ဥလမာလာကြည့်အဖွဲ့ရှိရတာနဲ့ဆော်ဒီမာလာတွေ့မှရိုးစားထားတဲ့သူတွေဆော်ဒီမာလာတွေ့မှအီးလုပ်တဲ့သူတွေရှိပါတယ်အဲ့ဒါပိုင်ပါသလားဒါနဲ့ပတ်သက်ပြီးရှရီအတ်မှာဘယ်လိုရှိပါသလဲပြောပြပေးလို့ရမလားကျေးဇူးပြုပြီးဗီဒီယိုလေးနဲ့ဖြေပေးလို့ရရင်ဖြေပေးစီချင်ပါတယ် ဘစ်စမီလာဟ်ရာဟ်မာနီရာဟီမ်ဟာဒီသ်တော်မှာလာရှိတယ်ဆူမူလီရူအယတ်တီဟီဝါအဖ်တီရူလီရူအယတ်တီဟီရမ်ဇန်လဝင်တဲ့အခါမှာရူဇာကိုလည်းလကြည့်ပြီးလမြင်မှပဲရူဇာထားပါရမ်ဇန်ပြန်ဝါကျွတ်တဲ့အခါအစ်လောက်တော့မယ်ဆိုရင်လည်းလကိုကြည့်ပြီးလမြင်မှပဲအစ်ကသမီးတမန်တော်မြတ်ဆလ္လာလာဆလမ်ကမိတ်တော်မူထားတယ်အဲ့တော့ကျွန်တော်တို့အစ္စလာမ်သာသနာမှာလကရက်နှမျိုးပဲရှိတယ် 30ဖြစ်ရင်ဖြစ်မယ်29ဖြစ်ရင်ဖြစ်မယ်28လည်းဖြစ်လို့မရဘူးလို့30ရက်လည်းဖြစ်လို့မရဘူးအဲ့ဒါကြောင့်မလို့ဟာလာဒီဖိကပညာရှင်တွေယထံမှာလည်းလကတဏှာမှာမြင်တယ်ဒီလောက်ဝေးတယ်အဲ့ဒီနေရာကလသတင်းကိုကျွန်တော်တို့ယူပြီးတော့ကျွန်တော်တို့နေရာမှာချင်းတုံးတယ်ဆိုရင်အကယ်လို့ညာမတော်တရကျွန်တော်တို့ဒီမှာလမြင်ခဲ့တယ်ဆိုရင်အဲ့ဒီလက28ရက်ဖြစ်ရင်ဖြစ်သွားမယ်ဒို့မဟုတ်31ရက်ဖြစ်ရင်ဖြစ်သွားမယ်လို့အခြေအနေရှိတယ် ဒီလောက်ဝေးတယ်ပညာရှင်တွေထားမှာအဆိုတွေအမျိုးမျိုးပြဲတဲ့တချို့ကမိုင်900လောက်ဝေးတယ်ဆိုရင်ဒါက ikhtilaf မတော်လေးလို့ခေါ်တယ်ဒီနေရာကမြင်တဲ့လကဟိုနေရာမှာအကျုံးဝင်မှုဟိုနေရာကမြင်တဲ့လကဒီနေရာမှာအကျုံးဝင်မှုအခုကျွန်တော်တို့ဟာလာဒီဘက်ခင်မှာဆိုရင်တမန်တော်ဆလောဆမြတ်ခင်မှာကြတော့ပုံစံတမျိုးဟာလာနိုင်ငံတွေအများစုကအားလုံးအစ္စလာမ်တွေပဲနော်အနိုင်ငံတွေတခုတည်းပဲအစ္စလာမ်တွေကအခုကျွန်တော်တို့ဒီဘက်ခင်မှာကြတော့ဟာလာနိုင်ငံတွေအများကြီးဖြစ်သွားပြီး သူ့နိုင်ငံနဲ့သူသူ့ဘာသာစကားနဲ့သူသူ့ဘယင်နဲ့သူသူ့စစ်တပ်နဲ့သူဆိုတော့နိုင်ငံအသီးအသီးမှာသူ့ဟာသူဟလာလာကော်မတီတွေဖွဲ့ထားပြီးမြန်မာနိုင်ငံမှာမြန်မာနိုင်ငံလာကြီးကော်မတီရှိတယ်ဆာအုဒီမှာဆာအုဒီလာကြီးကော်မတီရှိတယ်အမေရိကန်မှာအမေရိကန်လာကြီးကော်မတီရှိတယ်အဲ့တော့သူ့နိုင်ငံမှာသူ့လာကြီးကော်မတီကဆုံးဖြတ်တဲ့ဟာဒီအတီဖြစ်တယ်အကယ်လို့ကျွန်တော်တို့တော်တော်အားလုံးက ကျွန်တော်တို့လာကြီးကော်မတီရဆုံးဖြတ်ချက်ကိုမယူဘူးအားလုံးဆော်တီကိုပဲယူကြမယ်ဆိုရင်ဒီနိုင်ငံတွေမှာရှိတဲ့လာကြီးကော်မတီတွေကအလျားဖြစ်သွားမှာပေါ့ဒါတွေဖွဲ့ထားတာဘာမှအသေးပဲမရှိဘူးဖြစ်သွားမှာပေါ့နော်တစ်ဖက်မှာကျွန်တော်တို့ဟာလာဆော်တီအများစုတချို့နိုင်ငံတွေနိုင်ငံတွေတိုင်းမှာဒီလိုအုပ်စုတွေရှိတယ်ဆော်တီမှာလာမြင်မြင်နဲ့ဆော်တီမှာလာမမြင်မမြင်ဘူးအဲ့တော့ဆော်တီမှာမဂရစ်ဖတ်တဲ့အချိန်တော့ကျွန်တော်တို့မဖတ်ဘူးဟာလာဆော်တီမှာမဂရစ်ဖတ်တဲ့အချိန်ကျွန်တော်တို့ဒီမှာမဖတ်ဘူးအဲ့လိုပဲဆော်တီမှာဟာလာဝါဖြေတဲ့အချိန်ကျွန်တော်တို့မဖြေဘူး အချိန်ကဒီမှာ၃နိုင်ခွဲလောက်ကနေအမေရိကန်နဲ့ဆော်ဒီဆိုဘာမှမဆိုင်ဆော်ဒီမှာနေဆိုအမေရိကန်မှာညအမေရိကန်မှာညဆိုဆော်ဒီမှာနေနေဝင်နေထွက်တဲ့အချိန်မတူဘူးအဲ့ဒါကြောင့်လို့ကျွန်တော်တို့မြန်မာတနိုင်ငံထဲမှာပြေးကြည့်ကြည့်မော်လမြိုင်မြို့ရဲ့အချိန်စရာတစ်ခုရန်ကုန်ကတစ်ခုဟာလား၅မိနစ်လောက်ဟာနေမယ်သူ့နေဝင် နေထွက်တဲ့နေရာလောင်ကြီးကျူးလက်ပြီးကျူးတွေမတူဘူးအဲ့တော့လာကိစ္စမှာကျတော့ကျွန်တော်တို့ကဘာဖြစ်ရလဲဆိုတော့ဆော်ဒီအာမြင်ပြီးဆိုရင်အားလုံးယူလိုက်ကြတယ်အဲ့တော့ပြန်မေးရမှာကကျွန်တော်တို့မြန်မာနိုင်ငံမှာမြင်တယ် အမေရိကန်မှာမြင်ဆောက်ပြရယူမလားဆိုတော့ကျွန်တော်တို့ဟာတို့မရဘူးဟုတ်လားတို့မှာတို့လားကြီးကောင်းမသိရှိတယ်ကျွန်တော်တို့စကားတို့ပဲယူမယ်အဲ့ဒါကြောင့်လို့တို့ဟာလည်းမယူဘူးကျွန်တော်တို့ဟာလည်းတို့မယူဘူးအဲ့ဒီဘက်မှာကျွန်တော်တို့သတိထားမှာပါလဲဆိုတော့ကျွန်တော်တို့နိုင်ငံတိုင်းနိုင်ငံတိုင်းမှာလားကြီးကောင်းမသိရှိဟုတ်လားမလားအကယ်လို့ဥပမာအဖြစ်ဟာလားဆိုကြပါစို့ဟာဆော်ဒီမှာကြိုပြီးတော့လမ်းမြင်သွားတယ်အများလားဆော်ဒီကစောနေတယ်တရမုံနှစ်ရက်စောနေတယ်အကယ်လို့အဲ့ဒီလူကဆော်ဒီကလားကိုကြည့်ပြီးတော့ ရူစာထားလိုက်တယ်ဟုတ်လားအကယ်လို့ကျွန်တော်တို့ဒီအေးလောက်ကနေချာမှမြန်မာပြည်လောက်ပြန်ကြည့်ရင်တို့တို့က33လုံးဖြစ်ချင်းဖြစ်အခုကျွန်တော်တို့လူတယောက်ကမြန်မာနိုင်ငံကလာကိုကြည့်ပြောရူစာထားလိုက်တယ်အေးလောက်ကနေမှကျတော့ तू ကဆော်ဒီလာနဲ့အေးလောက်ချင်းနဲ့ဆိုရင်28ဖြစ်ချင်းဖြစ်နေမယ်အဲ့တော့ကျလို့ရှရီယက်တရားတော်မှာကရှရီယက်မှာရှိတာကအစ္စလာမ်ရဲ့လာဟာ30ဖြစ်ရင်ဖြစ်မယ်29ဖြစ်ရင်ဖြစ်မယ်ဒီလောက်အဝေးကဟာလာ ကြည်မြင်တာကိုအတည်ယူလို့မရဘူးအဲ့ဒီအဝေးကဟာယူလိုက်မယ်ဆိုရင်ကျွန်တော်တို့လကခုနလိုတရားတော်နဲ့စမ်းကျင်သွားမယ်28ဖြင်းဖြစ်သွားမယ်33ဖြင်းဖြင်းဖြစ်ကိုဖြစ်မယ်အဲ့ဒါကြောင့်လူစကားကိုဟလာမေကုန်းကိုပြန်ကောက်ပြီးပြောရမယ်ဆိုရင်နိုင်ငံတိုင်းနိုင်ငံတိုင်းမှာလာချီကော်မတီရှိတယ်အဲ့ဒီနိုင်ငံက လာချီကော်မတီကဆုံးဖြတ်ချက်ဒီအဲ့ဒီနိုင်ငံသူနိုင်ငံသားတွေအတူဖြစ်တယ်တခြားနိုင်ငံမှာမြင်ရင်းမမြင်ရင်းကဒါကျွန်တော်တို့အတူမဖြစ်ဘူး ဒီစမမေကွန်းကိုဆရာမုဖတီအလီကဖြေကြားပေးပါဆရာမိတ်ဆွေတူကမိထားပါတယ်လေးစားအပ်ပါတော့ဆရာကြီးများရှင်အတီကာထိုင်ရင်နဲ့ highs ဖြစ်သွားတယ်ပြန်ဖြေးဖို့စက်တိုက် ဖြေးရမှာလားနာနာပြီးဖြေးရမှာလားရှင်းပြပေးပါနာပြီးဖြေးခွင့်ရှိလား بسم الله الرحمن الرحيم အခုအမျိုးသမီးတွေအတီကာနဲ့ပတ်သက်ပြီးတော့မဆာလာတခုတည်းမှမေးရတယ် सरा दी म्यूट मी उगा दी तो उगा ए तिका चुप होता सिकन जका दी रमजाए नौ सौ से यमा तो अरे हाय तो निफास हाय तो रागा ओ मन ला जे दमता ला रे ती दमता आगा ने तू अटाया अला दी टाइम में मी फुआ भी ने नौ पाई मा सेन है तुई निफास अला अरे तु तुई का नहीं ले तू अबालों में ताया बाजाओ बाजाओ ने सुरा दी रमजानिया नौ सौ से यमा ပလာဒီအတီကာမှာရိုဇာကရှရတ်ရိုဇာကစီကံကြဖြစ်တယ်။အော်ဟိုင်းတို့ဒီနီဖာတို့ရဲ့အချိန်တွေမှာအမျိုးသမီးကရိုဇာထားလို့မရဘူး။ရိုဇာထားလို့မရဘူးဆိုရင်ပလာသူ့အနေနဲ့ဒီအတီကာပလဲသူဘာလို့မရလဲထိုင်လို့မရဘူး။ဟုတ်ပြီအစမှ तू ကတော့ပလာမျိုးလင်းချက်တစ်ခုနဲ့ तू ထိုင်လိုက်တယ်။ထိုင်လိုက်ပြီးတော့ဂျားထဲမှာ तू ပလာဒီဓမ္မတာရဲ့ပေါ်လာတယ်ဆိုရင်ဒါနဲ့ပတ်သက်လို့တရားတော်ရဲ့အမိန့်ကဘလို့ရှိလဲ။အော်ပဇာယိုဆွန်နိုင်အချမ်းမှာဘာတင်ပြလဲဆိုတော့ဝလောဟာဇတ်တိလ်မရအတု ဖီဟာလင်အီတီကာဖ်အမျိုးသမီးတယောက်ကအီတီကာဖ်ရဲ့အခြေအနေမှာအဲရာဒီပန်းပွင့်သွားတဲ့ဆိုရင်ဟလာဘာဖြစ်မလဲဆိုတော့ပတ်စတာအီတီကာဖ်ဟာသူ့ရဲ့အီတီကာဖ်ကဘာဖြစ်သွားလဲပြတ်သွားပြီ။ဘာကြောင့်လဲလီအန်နယ်ဟိုင်ဇာယူနာဖီအဟလီယတ်အီတီကာဖ်ဟိုင်ဇူရဒီဒမတာတွေးကအီတီကာဖ်ရဲ့ဟဲဖြစ်ဖို့အီတီကာဖ်ထိုင်တဲ့စီကန်ဂျာဒမ်စီကန်ဂျာနဲ့တူပါဗျလေစတင်တဲ့ဒီအမျိုးသမီးအီတီကာဖ်ထိုင်လို့မရဘူး။ अरे तो जाओ रे बजाओ ले हैज का लिमोना फातिहा असम हैज यदि मधुबा ठालू में आओले रोजा ठालू मैं आओ उना तो गुना मेरे उर्मी को पियो में सुए तू का इतिकाब का पेट तो अब इतिकाब पेट तो अमेरिका बा अमेरिका सही कॉल या मंगा दो सु को पियो में सुए मैंने मारी इतिकाब पेट तो ले अरे तैयब है अरे तैयब है दुआ बालो मले कजवा लवा तो दिया यदि आलो मुद बालो जे हम लोग ले कजवा लो जे हम लोग दी तो जाओ तू नहीं ने दी रमजान सुलो महबू အချာဟောလာရမဇန်ပြီးွားတဲ့နောက်ပိုင်းနေမှာလေသူကဒီရိုဇာထားဘနော်ဒီတရက်သူကဒီအီတီကပ်ကိုကစွာဖြည့်လိုက်မယ်ဆိုရင်ဒါသူရဲ့တောင်းမှာဖြစ်သွားရင်လေခြေပုံသွားပြီဆိုတဲ့အကြောင်းကိုသင်ပြလို့နောက်ဆုံးမိကွန်းကိုဆရာမူဖတီအဗ္ဒူလာကဖြေချပေးပါဆရာအမေရိကန်ကဂျာဖာရှရီဖ်ဘိုင်ကမိထားပါတယ်အလ္လာဟ်တနာတော်နဲ့ဆရာများ နေကောင်းကြပါစေလို့ဒွါလုပ်ပါတယ် လေးစားအပ်ပါတော့ဆရာများခင်ဗျာမတိတာလေးမေးခွန်းပြုပါဤနေ့မှာအလုတ်လုံရင်ပိုင်ပါသလားနိုင်ငံခြားလောကမှာဆိုတော့အားလုံးကိုတော့မဆိုလိုဘူးတချို့လူတွေကအလုတ်လုံကြတယ်နောက်တစ်ခုကတချို့လူတွေကနမာဇ်ဖတ်ရင်အုတ်ထုံးမဆောင်ချင်ကြတော့ဘူးအချိန်ဒီတစ်ခုမှမဆောင်တာကိုမဆိုလိုဘူးရည်ရွယ်ချက်ကပလီကိုပဲလာနေတာဒါပေမဲ့ပလီအုတ်ထုံးမဆောင်လာဘူးဆရာများတက်တည်သလောက်ရှင်းပြပေးပါဆရာများကိုအုံမတ်အတွက်ဒူအာမှာဒရိယပေးဒရိယပေးစီလိုပါတယ်အလ္လာဟ်အစားပေးပါစေ ဘစ်မလာဟီရာဟ်မာနီရာဟီမ်အဒီသ်တော်မှာလာရှိတယ်လာတဆူမူဖီဟာဇီဟီလ်အယာမ်ဖအင်နဟာအယာမ်အကလင်ဝရှူရ်ဘင်ဝဘီအလ်အလာဒီလိုရက်တွေမှာရူဇာမထားနဲ့အဲ့ဒီရက်တွေကစားရမယ်တောက်ရမယ်အလာမိထုံမိဝဲပြူရမယ်ရက်ဖြစ်တယ်လို့လာရှိတယ်အဲ့ဒီရက်တွေထဲမှာ8နှစ်လဲပါသဘောက8နှစ်မှာရူဇာထားလို့မရဘူးအဲ့တော့ဒါပေမဲ့ဒါကိုကြည့်ပြီးတချို့ကဒီလိုထင်တယ်8နှစ်မှာအလာလုံးဝ တိတက်ပျော်ရမယ်လဲရမယ်နောက်ဘာမှမလုံးနဲ့စီးပွားရေးလည်းမလုပ်တော့နဲ့ဒီလိုတွေးကြတယ်အမှန်ကတော့8နှစ်မှာပတ်စံရှာလို့ရတယ်ဆိုင်ဖွင့်လို့ရတယ်စီးပွားရေးလုပ်လို့ရတယ်အလုပ်သွားလို့ရတယ်ဘာမှပြဿနာမရှိဟုတ်လားဒုသမကတချို့သောဆိုင်တွေကဖွင့်အောင်ဖွင့်ပေးတဲ့ကလေးတွေဣတီရတယ်ကလေးတွေမဝယ်စားခြင်းအားလုံးဆိုင်ပိတ်တိုင်းဒီကလေးတွေပဲမဝယ်စားမှာတခုခုအရေးပေါ်ပစ္စည်းလိုချင်တဲ့အနာကပ်ပလတ်စတာလိုချင်တဲ့ဘာလိုချင်တဲ့များလိုတဲ့ခြေရဆာအားလုံးပိတ်တိုင်းပဲမဝယ်မှာအဲ့ဒါကြောင့်လို့ အစ်နှစ်မှာဆိုင်လဲဖွင့်လို့ရတယ်အလုပ်လဲသွားလို့ရတယ်စီးပွားရေးလဲလုပ်လို့ရတယ်ဒုတိယမေကွန်မိသားတဲ့နမတ်ဆိုင်အုတ်ထုတ်ဆောင်တာနဲ့ပတ်သက်ပြီးတော့အဲ့အုတ်ထုတ်ဆောင်တာနဲ့ပတ်သက်ပြီးတော့တမန်တော်မြတ်ကြီးဆလ္လာလာဟူအလัยဟိဆလမ်ကအိဟရာမ်ရဲ့အခြေအနေက လွဲလို့တာမန်ကျန်တဲ့အခြေအနေမှာအများဆုံးအုတ်ထုတ်ဆောင်ထားတယ်တမန်နမတ်ဆိုင်အုတ်ထုတ်ဆောင်ပြီးသားဖတ်တယ်အုတ်ထုတ်ဆောင်ထားတယ်ဒါပေမဲ့ယောက်ျားလေးအဲ့လာမှုတဲ့အချိန်မှာတော့အုတ်ထုတ်ဆောင်မင်းမရှိဘူးခေါင်းပေါ်ထားမယ်မျက်နှာကိုဖွင့်ထားမယ် ဲ့တော့တမန်တော်မြတ်ဆလောဆံကအဲ့ဒီအဟလာမြတ်အခြေအနေကလွယ်လို့ကြံတဲ့အခြေအနေအားလုံးမှာတမန်တော်ကအုတ်ထုတ်ဆောင်းထားတယ်အုတ်ထုတ်ဆောင်းပြီးနမတ်ဖတ်တယ်အဲ့တော့ကြလို့လူတယောက်ဟာတမင်တကာကိုတတိယကြီးနဲ့အမြဲတည်းစီအုတ်ထုတ်မဆောင်းမဲနမတ်ဖတ်မယ်ဆိုရင်မကလူတန်စီဟီဖြစ်တယ်အဲ့ဒီလိုမှမဟုတ်ဘူးဟလာရုတ်တရက်အုတ်ထုတ်မေးပြီးလာလိုက်တယ်တခါတခါအလောဟလာအလောလောနဲ့တနည်းအားမှာတွားနေနေဝင်ပြီးနမတ်ဖတ်လိုက်တယ်အဲ့လိုအခြေအနေမျိုးမှာတော့မကလူတန်စီမဖြစ်ဘူးဖတ်လို့ရတယ် တိတိယကြီးနဲ့တမင်ကရည်ရွယ်ပြီးတော့ကိုအထုမဆောင်မဲ့နမတ်ဖတ်မယ်ဆိုရင်တော့မကရူဟီတန်ဇီဟီဖြစ်တယ်ဆိုလိုတဲ့သဘောကသူ့ရဲ့နမတ်မှာဆဝါဘ်တော့အနေအချင်းရော့သွားမှာဖြစ်တယ်အလ်ဟမ်ဒူလ illah ဖြည့်ကြပေးတဲ့ဆရာတွေကိုအလ္လာဟ်တာလာနှထာနာဆလုံးမှာပေါင်းတော်အစာများချီးမြှင့်ပေးသနာတော်မူပါစေနားဆင်ကြည့်ရှုနေတဲ့မိတ်ဆွေများကိုလည်းအလ္လာဟ်တာလာကြားတရတဲ့ပုံမှာအာမယ်လုံနိုင်တဲ့တော်ဖီကချီးမြှင့်ပေးသနာတော်မူပါစေမိတ်ဆွေများခင်ဗျာဒီဘက်တော့ဒီလောက်ပါပဲအင်ရှာအလ္လာဟ်ရှေ့ပတ်မှာပြန်ဆုံကြမယ်အစ္စလာမုအလัยကွမ်ဝါရဟ်မတ်တူလာဟီဝဘာရကာတူး